လေးချင်းကန်အစစ်ဆက်2.2ရဲ့နံပါတ်1ဂါငင်ပူဆာကိုထပ်ပြီးတော့ဆက်ဆက်သွားရအောင်အရင်ဂါငင်ပူဆာကိုဆက်လို့လေ့လာတဲ့အခါမှာဒီတရိကန်ဒီဗာရိကန်မျိုးစားလေးဆိုတာပထမဆုံးကျွန်တော်ရှိတဲ့အခါမှာဒီမှာသူ့ရဲ့အမှတ်သားလေးတွေပါမယ်ဒီအမှတ်သားလေးပါတဲ့အတွက်ကြောင့်ဒီတရိကန်ဒီနှစ်နာညီတရိကန်အနှစ်နာညီတရိကန်ဆိုရင်နှစ်နာညီရင်သူ့ရဲ့မျက်နှာချင်းဆိုင်ဒေါင်းညီညီတယ်အဲ့ဆိုရင်38နဲ့ပါနဲ့ညီမှာလဲဆိုတော့ ဝိုင်းနဲ့ညီမှာဖြစ်တယ်အဲဆိုရင်ဝိုင်းဒီပါနဲ့တန်မှုချင်းဝိုင်းဒီပါနဲ့ဒီမှာဆိုတော့38ဒီဂရီအဘဲကြောင့်ဆိုတော့အနာညီ၍အနာညီ၍နှထောင်းညီတယ်ပေါ့နှထောင်းညီသည်ဟုတ်ပြီအဲဆိုရင်ဝိုင်းရဲ့တန်မှုဒီ38ရလာပြီဆိုရင်0ကဘာလို့တန်မှုထွက်ရှာလို့ရမလဲဆိုတော့အိတ်ဆက်တန်မှုကိုရှာလို့ဘာကြောင့်လဲဆိုတော့ဒါဒီခုလုံးဒီ ဘာနဲ့တူလဲဆိုတော့တရိကန်နဲ့အတူတူပဲဒါတရိကန်နဲ့အတူတူပဲဆိုတော့ AC 38ဒီဂရီရဲ့ Y နဲ့ပေါင်းခြင်းဒီတရားနဲ့မှာ80ဒီဂရီရတာအစဉ်ဆယ်လို့ဒီ AC တန်မှုကိုရှာမှာဖြစ်တယ် AC ကဟုတ်ပြီ38ဒီဂရီ Y တန်မှုဒီဆယ်တော့ပုံမှန်ရလာတယ်38ဒီဂရီညီများချင်းတရားနဲ့80ဒီဂရီဖြစ်တယ်။အဲဒါဆိုရင်ဆရာတို့ကအိဆက်တမ်းမှုကိုလိုချင်တဲ့ဆိုရင်အဲဒါဆိုရင်အဲ38နဲ့38နဲ့ပေါင်းပေါ့။အဲဒါ ိညီများချင်း38 38နဲ့ပေါင်းတော့16ဆိုရင်တော့86 degree ညီများချင်း180 degree အဲဆိုရင်ဆယ်အိစက်တန်မို့လို့ခြင်းနဲ့ဆိုရင်180 degree minus 86 degree ရအဲဆိုရင်180တွေက86 degree ကိုနှုတ်ရင်100 degree ရလာမှာဖြစ်တယ်အဲဆိုရင်ဆယ်တော့အိစက်တန်မို့ရလာပြီ1တန်မို့ရနောက်ဆုံးဘာတန်မိုးရှာမှာဇဲတန်မိုးရှာဇဲတန်မိုးရှာဖို့ရယ်ဆရာတို့စဉ်းစားတဲ့အခါမှာ ဒီနှစ်ခုဒီ line နှစ်ခုဒီဆိုတော့ဘာဖြစ်လဲပြိုင်နေလို့ပြောတာလေအဲဒါပြိုင်နေဆိုရင်အနားတွေပြိုင်နေဆိုရင်သူ့ရဲ့တောင်းပြန်မြင်းတွေကိုအနားပြိုင်နေဆိုရင်ဖြက်မြင်းအဲမြင်းမဲ့နေကြောင်ဖြက်မြင်းတစ်ခုကဖြက်တယ်ဆိုရင် with the method တောင်းနေတူတယ်အဲ့ဒါကိုစဉ်းစားလို့ရတယ်။အဲ့ဒါစဉ်းစားတော့ကသူ့ကိုအကူတောင်လေးထက်ရှာလိုက်မယ်ပေါ့။အဲ့ဒါဒီတောင်လေးကိုဆရာတို့ကထက်ရှာလိုက်မယ်။ဒီတောင်လေးကိုဆရာတို့ကဆိုပါစို့ air fire လို့ထားလိုက်မယ်။ ဲ့တော့ alpha လို့ထားလိုက်တယ်ဆိုရင် zero ကဘာရောက်ဒီကောင်လေးကိုမြင်အောင်ဆို alpha လို့ထားလိုက်တယ်ဆိုရင် alpha နဲ့ h နဲ့ကဘာဖြစ်လဲဒီဟာကို zero ကဆက်ဆွဲလိုက်ဆက်ဆွဲလိုက်တယ်ဆိုရင်ဒါမြင်းမြိုင်နဲ့ကြောင်းဒါကဖြစ်မြင်းဖြစ်မြင်းတကူကဖြစ်တယ်ဆိုရင် widthmet တောင်တူမှာဆိုတော့ h နဲ့ alpha က widthmet တောင်ဆိုတော့ h c square to h နဲ့ alpha နဲ့တူတယ်အဲဒါကြောင့်ဆိုတော့ widthmet တောင် အဲ့တော့ Ace နဲ့ Alpha နဲ့ဒူတယ်ဆိုရင် Ace တန်ဖိုးစီဆရာတို့ရလာခဲ့တယ်104ဒီဂရီဖြစ်တဲ့အဲ့ဒါကြောင့် Alpha ရဲ့တန်ဖိုးကလည်း104ဒီဂရီပဲ။အဲ့ဒါ Alpha ရဲ့တန်ဖိုးရလာပြီဆိုရင်ဇဲရဲ့တန်ဖိုးရှာဇဲရဲ့တန်ဖိုးဘယ်လိုရှာလို့လဲဒါသည်ရင်းဖြောင်းဖြစ်တယ်။နောက်ဖြောင်းဖြစ်ပဲ။အဲ့တော့ Alpha နဲ့ Z နဲ့ပေါင်းရင်ဘာရမှာလဲဆိုတော့180ဒီဂရီအဘဲကြောင့်ဆိုတော့နောက်ဖြောင်းဖြစ်ပဲပေါ့ဟုတ်လား။အောင်ပြဖြည့်ပဲဖြစ်တယ်။အဲဒါဆိုရင် alpha က104 degree အပေါင်းဇက်ညီများချင်း180တိ။အဲဒါဇက်ရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုရင်180တွေကနေမှပေါင်းနှုတ်မှာလဲဆိုတော့104ကိုနှုတ်လိုက်ရင်အပြည့်ရဘယ်လောက်ရမှာဆိုတော့86ဒီဂရီရရှိမှာဖြစ်တယ်။အဲဒါဆိုရင်ဇက်တို့က answer ကရသွားပြီ။အဲဒီ AZ တန်မူစီ Y တန်မူစီ38ဒီဂရီရမယ် AZ တန်မူစီ104ဒီဂရီရမယ် Z ရတန်မူစီ86ဒီဂရီရမှာဖြစ်ပါတယ်။ငါကာဂျီကိုဆက်သွားရအောင်။ကာဂျီကိုကြည့်ကြည့်လိုက်တဲ့အခါမှာဆီရိုစီတရီကန်နေ အထူးကံ၃ခုပေါင်းထားတာပေါ့အစင်းဆရာတို့ကဘလို့စဉ်းစားမလဲအဲ့မှာလဲ80 80 1ရယ်10ရယ်ကိုဆရာခိုင်းတာဖြစ်တယ်အစင်းဆရာတို့ကဒီတတိကံတစ်ခုလုံးကိုကြည့်လိုက်တဲ့အခါမှာဒီမှာဒီတတိကံအပြင်တတိကံအကြီးကိုစဉ်းစားတဲ့အခါမှာဆရာတို့ကဒီတတိကံဒီ62 degree ဒီ down ဒီ34 degree အစင်းဒီတစ်ခုလုံးကဘယ်လောက်လဲဆိုတော့83ကိုပေါင်းထားတာဖြစ်တဲ့ကြောင့်မို့3 8ပေါ့ဒီနေ့စဉ်းစားလိုက် အဲ့ဒါဆိုရင်ဆရာတို့ဒီဒီ scooter မိုးရှာခြင်းနဲ့ဆိုရင်62 degree plus 34 degree plus 3 ax equal to လောက်ရမှာလေဆိုတော့180 degree ရမယ်ဘယ်ကြောင့်ဆိုတော့တတိယအရင်အတင်းအောင်သုံးဖို့ပေါင်းခြင်းအဲ့ဒါဆိုရင်62 plus 34ကိုပေါင်းရင်ဘယ်လောက်ရမှာလဲဆိုတော့96ရမယ်96 degree plus 3a equal to 180 degree ရမယ်။အဲဒါဆိုရင် 3a equal to 180 degree minus 96 and 3a is equal to 180 degree minus 96ဆိုရင် answer ဘယ်လောက်ရမှာလဲဆိုတော့84 degree ရလာမှာဖြစ်တယ်။အဲဆိုရင်ဆရာတို့ x တန်မို့ကိုလိုချင်တယ်ဆိုရင်84 divide by 3အဲဆို84ကို3နဲ့ divide လောက်တော့ဘယ်လောက်ရမှာလဲဆိုတော့28 degree ရလာအဲ့ဒါဆိုရင် x တန်မှုစီ28ရလာ။အဲ့ဒါ x တန်မှုစီ28ရလာမယ်ဆိုရင်ဆရာတို့ဘာအောင်တန်မှုရှာမလဲဆိုတော့ y ရဲ့တန်မှုကို ဆက်ပြီးတော့ရှာ။အဲဒါဝိုင်းတံမိုးရှာဖို့အတွက်ဆယ်တို့ကဒီဝိုင်းဒီဒီဝိုင်းဒီဒီတရိကံရဲ့အပြင်တောင်လေးဖြစ်တယ်ဒီနေရာဒီအပြင်တောင်အရင်တရိကံရဲ့အပြင်တောင်ဒီတရိကံရဲ့အပြင်တောင်ဖြစ်တယ်အဲဒါတရိကံရဲ့အပြင်တောင်ဒီအပြင်တောင်ကိုလိုချင်နေဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်တောင်နှစ်ခုကိုပေါင်းခြင်းဖြစ်တယ်အဲဒါ62နဲ့8နဲ့ကိုပေါင်းရမှာပါဆိုအားဆိုရင်ဇေရိုကအပြင်တောင်ဝိုင်းရဲ့တံမိုးကိုလိုချင်နေဆိုရင်62နဲ့ ာနဲ့ပေါင်းရုံပဲလေဆိုတော့ x ကိုပေါင်းရုံပဲအဘဲချောင်းဆိုတော့အဘဲချောင်းဆိုတော့အပြင်နှောင်းဒီဒုတိယကံအတွင်းနှောင်းတစုံပေါင်းခြင်းနဲ့အတူတူပဲဖြစ်တယ်အဲ့ဒါ y ဘယ်တူ62 plus a set တန်ဖိုးစီဘယ်လောက်ရခဲ့လဲဆိုတော့28ရခဲ့တယ်အစဉ် y ရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုရင်62 plus 28 is equal to ဘယ်လောက်ရမလဲဆိုတော့90 degree ရလာမယ်ဖြစ်တယ်အစဉ် y ရဲ့တန်ဖိုးစီ90 degree ရလာပြီနောက်ထပ်ဘာကိုရှားမလဲဇက်ကိုရှားဇက်ကိုရှားမယ်ဆိုလဲအဲ့လိုပဲပေါ့ Z ဒီဒီဂရီကန်ရဲ့ဘာတောင်းလဲဆိုတော့အပြင်တောင်းဖြစ်တယ်အပြင်တောင်းသူလည်းလိုပဲဇက်ကိုလိုချင်နေဆိုရင်သူ့ရဲ့အပြင်တောင်းဒီဒီဂရီကန်ရဲ့အပြင်တောင်းဒီအတွင်းမြင့်နဲ့ချင်းဆိုင်တောင်းတစုံပေါင်းခြင်းနဲ့အတူတူပဲဖြစ်တဲ့တောင်းလို့34နဲ့ဒီက x လေးနဲ့ပေါင်းလိုက်ရင်ရပြီပေါ့အစဉ်ဇက်ရဲ့တန်မှုကိုလိုချင်နေဆိုရင်34နဲ့ဘာနဲ့ပေါင်းရမှာလဲဆိုတော့ x နဲ့ပေါင်းရမှာဖြစ်တယ်အစဉ်34 degree plus x is equal to 28 degree ရတာလို့72 62 ဒီလိုရရှိလာမှာဖြစ်ပါတယ်